ပဝိညာဉ်လောကကြီးကို ကြည့်မယ်ဆိုရင်ဘယ်ရာမှခံမြဲမှုမရှိတာသိကြတယ်တဲ့လူတွေရဲ့စိတ်ဆန္ဒဟာကိုယ့်ရဲ့လုံခြုံရာဘေးကင်းရာကိုယ့်ရဲ့ဘဝနားခူရာကိုအမြဲတမ်းရှာဖွေနေကြတယ်နော်နေစရာအတွက်လူတွေဟာအမြဲတမ်းစိတ်ဝင်စားနေရတယ်အဲဒီလိုစိတ်ဝင်စားရင်းနဲ့ဒီနေရာကောင်းမယ်ထင်တယ်ဒီချိန်နေကောင်းလိမ့်မယ်လို့ညှို့လင့်ချက်တွေရှိနေကြပါပဲထင်တဲ့အတိုင်းမဟုတ်ပဲ ဆုံးသက်သွားတာတွေအများကြီးပဲထင်းတဲ့အတိုင်းမဟုတ်ပဲအဆုံးသက်သွားတာဘာလို့တုံးဆိုရင်လူဆိုတာကိုယ့်ကိုသာဝရနှုတ်ပြုနေမယ်လို့ထင်ပေမဲ့လို့ဥမင်းချင်းနဲ့ဆုံးသက်သွားရပြန်တယ်သာဝရကျမ်းမာနေမယ်လို့ထင်ပေမဲ့ယောဂဖြစ်ခြင်းမှာအဆုံးသက်သွားကြတယ်သာဝရသက်ရှင်နေမယ်လို့ထင်ပေမဲ့လို့တည်ဆုံးခြင်းမှာအဆုံးသက်သွားကြတယ်ဘသူမှ သူ့ကိုယ်သူတည်မယ်လို့မထင်ကြဘူးနော်ဘသူကမှ သူကသူရုပ်ပြဆင်ပြဖြစ်သွားလိမ့်မယ်။ဘသူကမှ သူ့ကျမ်းမာရေးပျက်စီးသွားမယ်လို့ကိုကိုမျှော်လင့်မထားကြဘူးတဲ့။အားလုံးမျှော်လင့်ကြတာကတော့ကိုကောင်းစားဖို့ကိုလုံးကျုံစိတ်ချဖို့ဒါပဲမျှော်လင့်ကြတယ်။သို့တော့တကယ်ရလားဆိုရင်မရဘူးတဲ့။လောက်တစ်ခုကိုအောင်မြင်လိမ့်မယ်လို့ထင်တယ်။လို့တယ်မအောင်မြင်ဘူးနော်။လူတကာထင်ကြည့်မယ်ထင်ပြီးလို့တယ်အထင်ကြီးဘူး။လူတကာချီးမွမ်းမယ်လို့ထင်ပြီးလို့တော့ကဲရခင်အပြန်နဲ့ ချမ်းသာမယ်ထင်ပြီးတော့ဒုက္ခနဲ့တွေ့တယ်။အဆုံးသက်တွေကဒီလိုကြီးပဲဖြစ်နေတယ်။ကိုမထင်မှတ်တဲ့အဆုံးသက်ချီနဲ့လောကကြီးကကိုမထင်မှတ်တဲ့အဆုံးသက်ချီနဲ့ပဲလောကကြီးကအဆုံးသက်နေတာဆိုတော့လောကကြီးရဲ့ခိုင်မာမှုအနစ်သာရရှိမှုဟာဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူးတဲ့။အားလုံးဟာလှုပ်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 နဲ့ရင်းရိုင်နေတဲ့သဘောပဲတွေ့ရတယ်။သင်္ခါရတရားမှန်သမျှဘယ်ရာမှတိမ်မတ်တည်ငြိမ်နေတာမရှိဘူး။ အများရန်ပြောင်းလဲနေတယ် ever changes ဘာပဲဖြစ်ဖြစ် ever changes ပဲเนาะအများရန်ပြောင်းလဲနေတာ ကောင်းမဲ့ထင်ရင်လည်းမကောင်းဘူးမျောလင့်ကြတာပဲလေအခုဆိုရင်ဘုန်းကြီးတို့အခုလက်တွေ့တွေ့နေရတဲ့ကဘာကြီးမှာလက်တွေ့တွေ့နေကြတယ်2019ခုနှစ်မှာပေါ်လာတဲ့ virus ရောဂါနဲ့ဂျီလိုလို့ဘယ်သူမှမမျောလင့်ဘူးလေမမျောလင့်တာကြီးကအခုဖြစ်နေတယ်ဖြစ်နေတာလဲအဲဖြစ်ခါစားတော့ကအဲ့လိုပြောတယ် နှွေးပေါက်ရင်ပျောက်သွားမှာပါဆိုပြောတယ်နဲ့ကြားတယ်။နှွေးပေါက်လည်းမပျောက်ဘူးခေါင်းထောင်ထောင်လာသေးတယ်။နောက်မိုးရွာတော့ပျောက်မယ်ပြောတယ်။မိုးရွာလည်းမပျောက်ဘူး။ဆောင်းရွာတော့လည်းပျောက်သွားမယ်လို့ထင်ကြတယ်။ဆောင်းရွာတော့လည်းမပျောက်ပြန်ဘူး။ virus ကအမျိုးမျိုးပြောင်းလိုက်တယ်။နော်မျိုးမျိုးပြောင်းပြီးတော့အရင်တုန်းက delta တို့ alpha တို့နဲ့လာခဲ့တာခုတခါ omicron ဆိုပြီးတော့လာပြန်ပြီ။တစ်နှစ်ကျော်နှစ်နှစ်ထဲရောက်နေပြီ။မပျောက်သေးဘူး။ ဘယ်တော့ပြောင်းဝင်မှန်းမျှော်လင့်လို့မရဘူးဖြစ်နေတယ်။အဲ့တော့မထင်မှတ်တာတွေအကုန်ဖြစ်နေတယ်။လောကကြီးကကောင်းတာတွေနဲ့တွေ့မယ်။သင်ပြီးတော့မကောင်းတာတွေကြုံရတယ်။အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကပဝန်းရှင်ကကိုယ့်ရဲ့ပဝန်းရှင်လောကကြီးကအနှစ်သာရရှိမယ်လို့ထင်တာလုံးဝအနှစ်သာရမရှိဘူးတဲ့။အားလုံးဟာတည်ငြိမ်မှုမရှိဘဲနဲ့လှုပ်ရှားရိုင်းရန်နေတာသာဖြစ်တယ်တဲ့။ကို့အတွက်တော့ဒီနေရာလေးကလုံးညုံစိတ်ချရတယ်လို့ထင်နေကြတော့လည်းပဲ။ လူညုံစစ်ချရတဲ့နေရာဆိုတာမတွေ့ရဘူးလောကကြီးထဲမှာလူညုံစစ်ချရလို့ရတဲ့နေရာရှာလို့မတွေ့ဘူးလို့အဲ့ဒီလိုမြတ်စွာဘုရားကဒီသုတ်တံမှာဟောကြားခဲ့တာဖြစ်တယ်ပေါ့လောကကြီးထဲမှာလူညုံစစ်ချလို့ရတဲ့နေရာရှာလို့မတွေ့ဘူးလို့အဲ့ဒီလိုမြတ်စွာဘုရားကဒီသုတ်တံမှာဟောကြားခဲ့တာဖြစ်တယ်ပေါ့ကျေးဇူးတော်ရှင်ဗမာခါကျုပ်ဆရာတော်ဒေါက်တာနန္ဒမာလာပြည်ဝင်သား